ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှုံမြို့မှာဖမ်းဆီးလာသည့်စစ်တုံးပန်း45ဦးကို MNDAA စစ်ကောင်စီထံပြန်လည်လွှဲပြောင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာရှုံမြို့အား MNDAA အဖွဲ့သိမ်းပိုက်ဆင်က ဖမ်းဆီးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်39ဦးနှင့်ရဲတပ်ဖွဲ့ဝင်6ဦးကို MNDAA အဖွဲ့ကရမနီအော်တိုဘာလ14ရက်နေ့၌စစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါသည်။ရှင်းစစ်ကောင်စီတုံ့ပန်းများတွင်အရာရှိဗိုလ်မှူးအဆင့်3ဦးနှင့်အခြားအဆင့်တွင်အရာခံအချက်ကြီး7တက်ဦးတကဒုတက8ဦးတတ9ဦးတတ16ဦးစုစုပေါင်း38ဦးဖြစ်ကြောင်းသိရပါသည်။အခြားတုံ့ပန်းများမှာရဲအဖွဲ့ဝင်6ဦးနှင့်စစ်မှုထမ်းဟောင်း2ဦးတို့ဖြစ်ကြောင်းသိရပါသည် စစ်တုံးပန်းများမှာအရာရှိအဆင့်ပုံမှုကြော်စီရာခလာရ289စကခ74ပုံမှုမြင့်စော်ဦးထပါရ829မြင်းဆောင်မပါခံပုံမှုအောင်မြင့်သူစတာရတခွင်စကခတင်အရာကံတက်ချက်ကြီးအဆင့်တွေအရာကံဖို့အောင်မြင့်ထပါရ626ခမာယာဒုတိယအရာကံဖို့ကြော်ကြော်တစတာလေးမြင်းဆောင် ခမခတသတလီညင်းဆောင်ရမခဒုတိယရာကံဘူကြော်ဤ စက္ခတစတေတက်ကြကြီးစရေအောင်မြင့်ခိုင်သာစာယကိုမြင့်ဆောင်တရားတက်ကြကြီးစရေဝင်းထုတ်ဦးဝါတယတင်မြင့်ဆောင်ရှာမခံတက်ကြကြီးမင်းစော်ထွန်းထပါယ969မြင့်ဆောင်ရှာမခံတက်ကြကြီးကြော့ကြောခမယ331မြင့်ဆောင်စက္ခတဆက်ရှင် တက်ကြကြီးအောင်မင်းခမယ323မြင့်ဆောင်တမဟဆက်ချောင်းတက်ကြကြီးတင်ဦးခလယ49မြင့်ဆောင်စက္ခခဆက်လီတက်ကြကြီးကြာနေအောင် ခလာရ33နဲ့တက်ကြက်ကြီးဆန်လင်ခမာရ908တို့ဖြစ်ပါတယ်။တက်ကြက်နဲ့ဒူးတက်ကြက်အဆင့်တွေခမာရ908တက်ကြက်တင်မောင်အေးခမာရ905စကခတင်တက်ကြက်ကျော်ဝင်းထွန်းခမာရ418တမဟ69တက်ကြက်ဘူယူစာတရခွဲ74စကခ74တက်ကြက်ထွန်းအေးတာခရ3ဒုတိယတက်ကြက်ပိုင်စိုးဦးခမာရ323 ရှာမခာဒုတိယတက်ချက်ဆိုမြင်စခတစတင်ဒုတိယတက်ချက်တန်ဝင်းအောင် စာအာရ932ဒုတိယတက်ချက်အောင်ဟန်အာစာရ9တို့ဖြစ်ပါတယ်တတအဆင့်တွင်တတမြင့်ကြီးစာနာခ242တတခေါင်ထောင်ခလာရ60ရှင်တတကျော်ဦးဝါတရတင့်မြင့်ဆောင် ခမာယာတတတတ်စော်ဦးခမာယာ18စကခတင်တတစော်နိုင်ဝင်းတထပနှင်းတတအမ်ပခရာစုခမာယာ331 စကခဆက်ရှင်တတကျော်တခလာရ23တတညညီလဲမောင်စခတ7တတတင်စီယာထုံခလာရ3တို့ဖြစ်ပါတယ်တင်းတန်းတက်စဲတတတင်များတွင်တတတင်အကျော်စင်လက်စခတ7မြင်းဆောင်ရှာမခံတတတင်မျိုးဝင်ထုံစခတ7မြင်းဆောင်ရှာမခံတတတင်ချန်တန်းဝေရန်ဖြူစခတ7မြင်းဆောင်ရှာမခံတတတင်ကောင်းထက်တွင်စခတ7မြင်းဆောင်ရှာမခံတတတင်ချစ်ဖူး စခတစတိမြင်ဆောင်ရမခတတတိတက်ဝေအောင်စခတစတိမြင်ဆောင်ရမခတို့ဖြစ်ပါတယ်။ရဲဖွဲ့ဝင်၃ဘက်များမှရဲတက်ချက်ကြီးလွန်ထန် အမတ်နှင့်လာရှိုရဲတက်ချက်ကြီးတတ်နိုင် လေးချောင်းရဲလာရှိုရဲတက်ချက်ကြီးကျော်စုဒူရှပယလာရှိုရဲတက်ချက်ကြီးရွှေထန်တိတ်နီရဲရဲတက်ချက်ကြီးစောစောချိုတိတ်နီရဲရဲတက်ချက်ဝင်းအောင်ရင်ထိန်လာရှိုတို့ဖြစ်ပြီး စစ်သားဟောင်းများနေဖြစ်မှုတက်ချက်ကြီးဟဲထောင်ခလာရ41စစ်မှုထမ်းဟောင်းနှင့်ဘိုးကြီးစော်လွင်ခလာရ68စစ်မှုထမ်းဟောင်းတို့ဖြစ်ကြောင်းသိရပါသည်။၎င်းတို့သည်လာရှိုးမြို့ကို MNDAA အဖွဲ့တိုက်ခိုက်စဉ်ကဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီးဖမ်းဆီးခံရသည့်မှာတနစ်ကျော်အကြာတွင်ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။ MNDAA အဖွဲ့ကလာရှိုးမြို့ကိုပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လ3ရက်ကတိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ22ရက်တွင်တရုတ်အီဖီအာကြောင့်စစ်ကောင်စီတို့ပြန်လည်ပြေးအပ်လိုက်ရသည်။ ယခုအချိန်အထိ MNDAA ကဖန်ဆီးရမိထားသည့်စစ်တုံ့ပန်းများညားပြစွာကြန့်ရှိနေတဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။ဆက်လက်ပြီးဟာခါမျိုးမရဲစခန်းကိုစီးနင်းပြီးနောက်အကျဉ်းသားတွေကို CNF ကဲထုံအကျဉ်းသားတွေလွတ်မြောက်ပြီးအထည်နာတဲ့စစ်အုပ်စုကဟာခါမျိုးပေါ်ကိုလက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်နေတဲ့ဆိုတဲ့သတင်းကိုထင်ဆက်ပြီးသားမှဖြစ်ပါသည်။ချင်းပြည်နယ်မြို့တော်ဟာခါမြို့ရဲစခန်းကိုအောက်တိုဘာ16ရက်ဒီနေ့မနက် 3နိုင်မှချင်းမျိုးသားတက်ဦး CNA CNF ဦးဆောင်နဲ့ချင်းတော်လန်ရေးတက်တွေကစီနင်းပြီးအကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းအမျိုးသားတက်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူဆက်လိုင်းထက်နီကပြောပါတယ်ကယ်ထုတ်နိုင်တဲ့အကျဉ်းသား15ဦးထဲမှာချင်းအမျိုးသားတက်ဦး CNA CNF ရဲ့တက်ဖွဲ့ဝင်တွေဟာခါ CDF တက်ဖွဲ့ဝင်တွေနဲ့ပြည်သူတွေပါဝင်ပြီးသူတို့ကိုလုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့ဆက်လိုင်းထက်နီကပြောပါတယ်အဓိကတော့အကျဉ်းသားကယ်ဖို့ဖြစ်တာပေါ့ အဲ့ဒီမှာအကျဉ်းသားဒေသန္တရတပ်ဖွဲ့ဝင်တွေပြည်သူတွေနဲ့အားလုံးစုစုပေါင်း15ဦးခန့်ကယ်တင်နိုင်ခဲ့တယ်။အကျဉ်းသား15ယောက်နဲ့အတူအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်။ဟာခါမျိုးမရဲစခန်းကိုစီးနီးယားမှအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်အုပ်စုတပ်သား9ဦးသေဆုံးခဲ့တယ်လို့ဒဏ်ရာရသူအများအပြားရှိခဲ့ပြီးတော်လိုင်းရေးအင်အားစုတွေကအထူးကိမ်းရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိချိန်မှာတော့စစ်အုပ်စုတပ်တွေဟာဟာခါမျိုးပေါ်ကနေ60မမတွေနဲ့တော်လိုင်းရေးအင်အားစုတွေခိုးအောင်မဲ့တင်တဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နေတယ်လို့စလိုင်းထက်နေကပြောပါတယ်။ ချင်းပြည်နယ်ဟာခါမျိုးအကျဲစခန်းကိုတော့ချင်းတော်လည်ရေးအင်အားစုတွေကပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇူလိုင်20ရက်နေ့အတွင်းမှာစီးနှင်းတိုက်ခိုက်ခဲ့ပြီးတော့အကျဲသားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်ထားပါသေးတယ်။ချင်းပြည်နယ်အတွင်းမှာတော့စစ်အုပ်စုစိုးမိုးထိန်ချုပ်ထားဆဲဖြစ်တဲ့ဟာခါ၊ထန်တလန်၊တီတိန်၊ခိုင်ကန်၊မြို့လေးမြို့သားကြန့်ရှိပြီးတော့ကြံမြို့နယ်တွေကိုတော့တော်လည်ရေးအင်အားစုတွေကထိန်ချုပ်ထားပါသေးတယ်။စကိုင်းတိုင်းမုံရွာမြို့နယ် ဖူးရွာမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လို့နေအိမ်၅လုံးခန့်ပျက်စီးခဲ့ကြောင်းဒေသခံတွေကပြောပါရယ်။အော်တိုဘတ်လ၁၄ရက်မနေ့ည9နာရီခွဲခန့်ကမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မအုခိရှိစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမုံရွာအနောက်တောင်ကျမ်းရှိကျေးရွာတွေကိုလက်နက်ကြီးနဲ့၆ကြိမ်ပြစ်ခတ်တိုက်ခိုက်ရာပြည်သူနေအိမ်တွေပျက်စီးထိခိုက်ခဲ့ကြောင်းမုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါရယ်။အဲ့ဒီပြစ်ခတ်မှုတွေကလက်နက်ကြီးအချို့ဟာမုံရွာအမြင့်လမ်းဘေးကဖူးရွာကိုပါလက်နက်ကြီးနှလုံးကြားရောက်ပြီး နေအိမ်ငါးလုံးခတ်ပြက်စီးခဲ့ကြောင်းဒေသခံတွေကပြောပါတယ်။ငါးအိမ်လောက်ထိတယ်။အိမ်တအိမ်ပေါ်ကျပြီးပေါက်ကွဲပြီးမိလောင်နေ။နှွားတွေလည်းတည်တယ်။လူတွေတော့ထိခိုက်မရှိဘူးလို့ဒေသခံတအူကပြောပါတယ်။ဒီနေ့မနက်7:00နာရီခွဲခန့်ကလည်းကြောက်ခါရွှေကူနီဖျားမှတက်ဆွဲထားတဲ့စစ်အုပ်စုကလက်နက်ကြီးတွေနဲ့ရန်ပစ်နေလို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်သတင်းကျွလပြည့်နေ့ညကမုံရွာခရိုင်မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ20ကျော်တေဆုံးပြီး60နီးပါးဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီနောက်မှာလည်းစစ်ကောင်စီတပ်ကမုံရွာနဲ့ချောင်းဦးမြို့နယ်တွေကိုလက်နက်ကြီးတွေနှိမ့်ဆင်ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူတွေထိခိုက်ဒေဆုံးကနေအိမ်ပျက်စီးတာတွေရှိနေပါတယ်။ဆက်လက်ပြီးရခိုင်ရုံးမအရှိချမ်းအိုရှိပင်ကပါစ16အနီးမှာစစ်တပ်ရဲ့အခိုင်မာတိစောက်ထားတဲ့ကကင်းစခန်းတစ်ခုကိုအေအေနဲ့ပူပေါင်းတပ်မှသိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရခိုင်ရုံးမရှိချံဘကိုးတိုင်းဒေသကြီးဗရောင်မြို့နယ်အုတ်ရှိပင်မြို့မတုံရွာကပ္ပဆ၁၆အနီးကအကြံဖက်စစ်တပ်ရဲ့အခိုင်မာတိစောက်ထားတဲ့ခကင်းတစ်ခုကိုဘာရကတက်တော်အေအေနဲ့ပူပေါင်းတပ်တွေကအောက်တိုဘာ၁၄ရက်ကနေသိမ်းပိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။တိုက်ပွဲတွင်အကြံဖက်စစ်တပ်ရဲ့အမျိုးသမီးတွေအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိထားပြီးစစ်သား40ကျော်တိစုံကလက်နက်ခရမ်းတွေပါသိမ်းဆီးရမိခဲ့တယ်လို့စစ်ရေးသတင်းရေးမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။ ကပ္ပစ16ရဲ့အပြင်ဘက်မှာရှိတဲ့အရင်ကလေးကနေအခိုက်မှတိဆောက်ထားတဲ့စခန်းကုန်းကိုအေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာအဲ့ဒီစခန်းကုန်းအနောက်မှာစစ်တပ်ကမိသားစုဝင်တွေနေတယ်လေအရင်ကလေးကမနေ့ကအဲ့ဒီစခန်းကကင်းကိုတင်ပြီးမိသားစုဝင်တွေအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်ဖမ်းမိတာလို့ပြောပါတယ်ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်